်ဒီခု2025နိုဝင်ဘာ24ရက်ကနေပြီးနိုဝင်ဘာ30ရက်အတွင်းမှာခုနှစ်သားသမီးလေးတွေရဲ့အောင်ကြောင်းဝိဖြာအကြောင်းအရာတွေဟောကြားပြတော့မှာဖြစ်ပါတယ်။ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်။တစ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ထို့သဖြင့်ဒီရဲ့အတွင်းမှာအတမျိုးနေသားသမီးတွေအတွက်ဒီတပတ်အတွင်းမှာထူးခြားတာလေးပြောပြမှာဖြစ်ပါတယ်ဒီရဲ့အပိုင်းတွင်းမှာအထူးသဖြင့်ပြိုးရွယ်သူတွေဖို့အချစ်ရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဗျာများနေရတတ်ပါတယ်အိမ်တော်ရှိသူတွေဖို့လေအိမ်တော်ဘက်က အရေးကိစ္စတွေကိုလိုက်လံဆောင်ရွက်နေရတာကြောင့်စိတ်ပြင်းပန်းပြီးနေရတဲ့အချိန်ကာလဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ပြီးဝန်ထမ်းလုပ်ငန်းလုပ်နေတဲ့သူတွေဖို့လုပ်ငန်းနေရာအစ်စ်မှာတောင်းဝင်ပြီးအချင်းမျိုးကြုံရတတ်ပါတယ်အဲ့တောင်းဝင်ပြီးတက်တဲ့နေရာဟာလေကိုယ့်အတက်တော့နည်းနည်းလေးညံ့တတ်ပါတယ်အိမ်ပြောင်းဖို့နေရာပြောင်းဖို့ကြံရွယ်ထားရင်တော့ဒီတပတ်တွင်းဟာ တနုနေသားသမီးတွေအတွက်အလွန်ကံကောင်းတဲ့အချိန်ဖြစ်နေပါတယ်။အိမ်ပြောင်းရှင်ခြင်းနဲ့တူမိမိအိမ်ကို ပြုပြင်ခြင်း ပြင်ဆင်ခြင်းတွေလည်းကြုံတွေ့ရတတ်ပါတယ်။ဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအနည်းငယ်ကူးဆက်လိုက်ပါ။ပူပန်မှုစိတ်ဆင်းရဲမှုကိစ္စတွေနည်းနည်းလေးရှိနိုင်ပါတယ်။အထူးသဖြင့်ကိုငွေကြီးနဲ့အာမခန္ဓာမျိုးဝင်ရောက်ပြီးတာဝန်ယူတာမျိုးဒီတစ်ပတ်အတွင်းမှာ လုံးဝလုံးဝမလုတ်တက်မှာဘူးရှင်ဒီတစ်ပတ်ကျင်းမှာပဲအိမ်နီးနားမှာ ခလေးတယောက်လေးများမိဖွားခဲ့ရင်ခြေထိုးတင်ပါတယ်ခြေထိုးလို့ရှင်လေတောင်ရက်ကိုမျက်နှာလှဲ့ထားတဲ့ခြေဆိုင်လေးမှာထိုးရင်ဒါမှမဟုတ်ရင်နဲ့နီးတဲ့နေရာမှာရှိတဲ့ခြေဆိုင်ကြီးထိုးရင်အ ਨੇ ဆုံးတောက်ရေဦးလေးရေဦးစင်လေးမှာရှိတဲ့ခြေဆိုင်လေးမှာထိုးရင်ကျင်းဒီပေါ့ ခြိပေါက်နိုင်ပါလေရှင်ဝယ်ဖို့ခံမှန်းထားတဲ့မြေကိစ္စနဲ့ပတ်သက်ပြီးရင်တော့မြေဝယ်ဖို့စိတ်ကူးထားတဲ့လူတွေဒီတပတ်တွင်းမှာအနည်းငယ်နှောင့်နှေးတတ်ပါတယ်ဝယ်လဲမဝယ်သင့်သေးပါဘူးဝယ်လိုက်တဲ့ပစ္စည်းဟာလေကိုယ့်အတွက်နည်းနည်းလေးဈေးများနေတာမျိုးဈေးကြီးနေတာမျိုးကြုံရတတ်ပါတယ်ဒါပေမဲ့လည်းမထင်မှတ်ထားတဲ့ပစ္စည်းတွေဟာ ဒါမှမဟုတ်မြေွက်ကောင်းကောင်းလေးရငွေလာတတ်ပါလေခီးသွားမင်းဆိုရင်ဒီတပတ်တည်းမှာကားနဲ့ခီးမသွားတင်ပါဘူးရှင်အဆင်မပြေဖြစ်တတ်ပါလေဝင်တန်းနေဖို့ဒီတပတ်တည်းမှာမိမိလုပ်ငန်းတာဝန်တွေမကျေပွန်မှုကြောင့်အကြီးအကဲဤစုပ်မှုကိုကြုံတွေ့ရတတ်ပါလေအချင်းချင်းဝင်တန်းချင်းချင်းလည်းတယောက်တစ်ပေါက်ဖြစ်နေတတ်ပါလေ ဒါကြောင့်လေတနုံလေသားသမီးတွေတင်းတင်းထက်မှာ sorry တနုံလေသားသမီးတွေဒီရက်အပိုင်းတွင်းမှာနည်းနည်းလေးစိတ်ပင်မလူပင်မဖြစ်တတ်တာကြောင့်အဲ့ဒီအရာတွေပြိပပျောက်သွားအောင်မိမိရဲ့ဆရာသမားတယောက်ကိုဆေးတစ်ခုခုတောက်ဆေးဖြစ်စေဆေးစားဆေးဖြစ်စေလှူဒါန်းလိုက်ပါကဒီနှစ်ဒီတပတ်တွင်းမှာအညာအခိုက်တွေအားလုံးပြေပျောက်သွားမှာဖြစ်ပါတယ် ီတပတ်အတွင်းမှာတနည်းလေသားသမီးတွေအတွက်ကံကောင်းတဲ့အကြောင်းကတော့ခရမ်းလူရောင်လေးပဲဖြစ်ပါတယ်။ကံကောင်းတဲ့နံပါတ်၄ကတော့6ကဏ္ဍ၊နှစ်ကဏ္ဍ၊လေးကဏ္ဍလေးတွေဖြစ်ပါတယ်ရှင်။ကံကောင်းသွားကြမှာဖြစ်ပါတယ်။တနည်းနာသားသမီးတွေဖို့ဒီရက်တွင်းမှာတော့ဖြူရွယ်သူတွေဖို့အချစ်ရည်တွေတာယာနိုင်မဲ့ကာလဖြစ်ပါတယ်။အလောက်ကိုင်းအကြံစီတွေအယောင်းဝဲတွေ တပြေးပြေးနဲ့ကံကောင်းလာပါလိမ့်မယ်အခုချိန်ကစတင်ပြီးကံကောင်းသွားမှာ ဖြစ်ပါတယ်ဒါပေမဲ့လည်းငွေကြေးရည်နှီးမှုကြီးတဲ့လုပ်ငန်းတွေဒီတစ်ပတ်ပြင်းမှာမလုပ်တင်ပါဘူးငွေကြေးမြောက်များစွာ မြုပ်နှံမဲ့အလုပ်ကိုဆက်တူတော့၎င်းကိုတိုင်းတော့၎င်းဒီတစ်ပတ်ပြင်းမှာမလုပ်တင်သေးပါငွေကြေးဆုံးရှုံးတတ်ပါတယ်ခရီးဝေးသွားဖို့ကြံရွယ်ထားတဲ့ လူတွေမတော်ပြစ်သေးပါဘူးရှင်ပညာရေးအတွက်နိုင်ငံသားတော်ကို ဆောင်ရွက်ထားတဲ့ကျောင်းသူကျောင်းသားလေးတွေကိုလိုချင်တဲ့ကျောင်းတက်ခွင့်မရတာကြောင့်နောက်ဆုံးလိုက်သွားတာမျိုးကြုံရတတ်ပါတယ်ရှီဟောင်းပစ္စည်းဝယ်သောလုပ်ငန်းဘာသာရေးနဲ့ဆိုင်သောပစ္စည်းများသင်ငန်းပြိခရာများဖျားများ လုပ်နေသောလုပ်ငန်းရှင်များ ဒီတစ်ဖက်တွင်းမှာအနည်းငယ်အမှားယွင်းတွေ့တတ်ပါ रे မိတော်၎င်းလန့်တတ်ပါ रे မိလန့်တတ်တာကြောင့်မိမိပဝင်းချေကို အထူးဂရုစိုက်တဲ့နဲ့ကာလဖြစ်ပါ रे ဆက်ပစ္စည်းအလေလွင့်ရှိတတ်ပါ रे လက်ဝိယေတနာပစ္စည်းများဝယ်ပါကလည်းအမှားယွင်းတွေ့တတ်ပါ रे ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများတင်နန်းတက်ဖို့ကိစ္စများ ဒီတပတ်တွင်းမှာတင်နှန်းတက်ခွင့်ရရှိမဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်လည်းဒီတပတ်တွင်းမှာတနင်္လာသားသမီးတွေကံကောင်းတဲ့ကံကောင်းသွားအောင်မိမိရဲ့အကြီးအကဲတွေကိုရွှေရင်အေးလေးဝေပြီးလှူဒါန်းလိုက်ပါရှင်။အပူပင်ဖြစ်စရာကိစ္စတွေအားလုံးပြေပြောက်သွားမှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေပို့ဒီရက်တွင်မှာ ရွေရွေသူတွေဖို့ပျော်ရှင်ဖို့ရာခီးစဉ်တစ်ခုကို တူတူသွားတတ်ပါလေ။အိမ်နောင်တယ်လေးဖို့ယာယီခီးများသွားမဲ့ကာလလည်းဖြစ်ပါလေ။အင်္ဂါသားသမီးတွေပညာဂုံတည်အထူးကြော်စောမဲ့ကာလရက်တက်ပတ်ဖြစ်ပါလေ။လိုအပ်သောကိစ္စများမင်္ဂလာနဲ့ပတ်သက်သောကိစ္စများကြားရရင်ရွှေတဲ့ပစ္စည်းဝယ်ပြန်ဝယ်လိုက်ပါ။ အကျိုးပေးပါလိမ့်မယ်ရှင်ဆက်ပစ္စည်းလဲဝင်ထက်တယ်စေဝါထုတ်လုပ်တော့ပစ္စည်းများ လုပ်ငန်းများလုပ်ကံရင်လဲဒီတစ်ပတ်ထဲမှာအင်္ဂါသားသမီးတွေကတဖြည်းဖြည်းချင်းနဲ့စေးဆိုင်လေးရစသွားရင်စေးကန်းဖြစ်ဖြစ်သွားခြင်းစေးကန်းတစ်စက်စေးယုံကြည့်ဖြစ်သွားနိုင်တဲ့အခြေအနေဖြစ်ပါလေ ဒီတစ်ပတ်အတွင်းမှာအင်္ဂါဒါသမီတွေလှုပ်ဆောင်မှအောင်မြင်မှာဖြစ်ပါတယ်အနည်းငယ်တတိထားရမှာမိမိရဲ့မိသားစုအကြီးအကဲတွေနဲ့စိတ်ဝမ်းကွဲတာမျိုးကြုံရတတ်တယ်သူတို့ဖြစ်ချင်တာတခြားအင်္ဂါဒါကိုယ်တိုင်ဖြစ်ချင်တာကတခြားဖြစ်နေတာကြောင့်အနည်းငယ်တော့တည်ဝမှုတွေကြုံရတတ်ပါတယ်အိမ်တော်တွေဖို့ကတော့တယောက်နဲ့တယောက်စိတ်ဝမ်းကွဲနေကြပါတယ် ကျမ်းမာရေးတော့အနည်းငယ်ကူးဆိုက်လိုက်ပါအယိုးအကျောနဲ့ပတ်သက်တဲ့ဝေဒနာတွေဖြစ်တတ်ပါတယ်ရှင်အင်္ဂါသားသမီးတွေအတွက်ဒီပတ်တွင်မှာကံကောင်းတဲ့အကြောင်းလေးကတော့အဖြူရောင်လေးပဲဖြစ်ပါတယ်ကံကောင်းတဲ့နမတ်လေးကတော့နှစ်ကနန်း၆ကနန်း၄ကနန်းဖြစ်ပါတယ်ရှင်ကံကောင်းတဲ့ကံကောင်းတော့အောင်မိမိနေရဖျားမှာပဲစီတမင်းလေးတပကံစပယ်ပန်းလေးတပကံလှူထမ်းလိုက်ပါ ဒီတပတ်တွင်းနေမဟုတ်ဘူးရှေ့ဘက်တွေပါပါကံကောင်းသွားမှာဖြစ်ပါတယ်ဘုဒ္ဓဘူသာသမီးတွေအတွက်ဒီရဲ့တပတ်တွင်းမှာပြိုးရွယ်သူတွေဖို့ရှစ်သူနှစ်ဦးပျော်ရွှင်နေရမယ့်ကာလဖြစ်ပါတယ်လုပ်ငန်းသစ်တွေစတင်လုပ်ကြိုင်နိုင်သောကာလဖြစ်ပါတယ်လုပ်ငန်းပြောင်းတာတွေကောင်းပါတယ်လုပ်လိုက်ပါခရီးကိစ္စဆိုလဲအောင်မြင်မှုရရှိတတ်ပါတယ် ြည်ပမှာပညာသင်ကြားဖို့သင်တန်းတက်ဖို့ဆောင်ရွက်ထားတဲ့လူတွေတည်င်းကောင်းကြားတတ်ပါတယ်ရှင် ကိုတက်ချင်တဲ့အတန်းကိုတက်ရောက်ခွင့်ရချင်းကိုတက်ချင်တဲ့เจ้าကိုတက်ခွင့်ရချင်းများကြုံတွေ့ရမယ်ကာလဖြစ်ပါတယ်ရဝေးမှဆွေမျိုးတွေရောက်လာတတ်ပါတယ်အကူအညီပေးမဲ့သူတွေဖြစ်ပါတယ်ဆောင်ရွက်မဲ့ကိစ္စတစ်ခု လုပ်ငန်းထဲမှာကြုံတွေ့ရတတ်တယ်ကိုကိုတိုင်ဆုံးဖြတ်လို့မရပဲအကြီးကြီးတယောက်ကဆုံးဖြတ်မဲ့ဆုံးဖြတ်တစ်ခုကိုဘုံသူသားသမီးတွေဒီရက်အပိုင်းတည်းမှာဆုံးဖြတ်ချက်ချလိုက်တာနဲ့ပါသွားတတ်ပါလေတစုံတယောက်အကြီးကြီးနဲ့တိုင်ပင်ပြီးမှဆုံးဖြတ်ပါရှင်ကိုမမန်တီပြန်ပြင်ဆင်လို့ရနိုင်တဲ့အချိန်ကာလဖြစ်ပါတယ် ကန်စာတာကောင်းနေတဲ့အချိန်တဝက်တဝက်ဖြစ်တယ်လို့ဒီနေ့မနေ့ကောင်းပြီမဲ့လေညနေမှာရုတ်တရက်လေးပါသွားတာမျိုးဗုဒ္ဓသာသမီတွေကြုံတွေ့ရတဲ့ကာလဖြစ်ပါတယ်။တစ်ဖက်မိဘများနဲ့ပျော်ရွှင်စွာခရီးသွားမဲ့ဂိမ်းလေးတစ်ခုရှိပါတယ်။ဗုဒ္ဓသာသမီတွေဒီတစ်ဖက်အတွင်းမှာရှီတော့မှာထိခိုက်တံရတတ်ပါလေ။ ကြည့်ရင်လည်းဘယ်ဘက်ခြိထောက်ဘယ်ဘက်လက်တွေကိုနည်းနည်းကျူးဆိုက်လိုက်ပါဒီနေရာကြီးထိသွားရင် အတိတ်နမိတ်အနေနဲ့အနည်းငယ်ညံ့သွားတာမျိုးကြုံရတတ်ပါတယ်ဘုသူသားသမီးတွေအတွက်ဒီတပတ်တည်းမှာကံကောင်းတဲ့အယောင်လေးကတော့အပြာနုယောင်လေးပဲဖြစ်ပါတယ်ကံကောင်းတဲ့နံပါတ်လေးကတော့ကိုကနာ၆ကနာ၃ကနာဖြစ်ပါတယ်ရှင်ကံကောင်းတဲ့ကံကောင်းသောအောင် လမ်းမှာဖြတ်လျှောက်သွားတဲ့ယဟန်အိုတပားကိုဘုံကြီးထီလေးတက်လက်ဖွင့်ရဲလီလှူလိုက်ပါရှင်။ထီရိတ်သေးဝင်လိုက်လို့အေးချမ်းပါစီလို့ဆုတောင်းလိုက်ပါ။ကံကောင်းခြင်းတွေရရှိသွားမှာဖြစ်ပါတယ်။ဇာဝေးသားသမီးတွေပို့ဒီတပတ်တွင်မှာအချီးရင်းနဲ့ပတ်သက်ပြီးချစ်သူနဲ့မိဘသားမှာစိတ်အနှောက်ရှက်စိတ်ညစ်နေရတဲ့ကာလဖြစ်ပါတယ်။ စီးပွားရေးလုပ်နေတဲ့လူငွေဝင်ငွေကောင်းခြင်းကံကောင်းခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ကိုဂရုတစိုက်တူတူပွက်ပွက်လုပ်နေတဲ့လုပ်ငန်းတွေပေါက်ကြားသွားတာကြောင့်ကိုစီရပညာတွေသူများရသွားတတ်ပါတယ်ရှင်။ဝန်ထမ်းတွေဖို့အကြီးအကဲတို့ရဲ့ချစ်ခင်ခြင်းချစ်မြောက်ခြင်းအထူးအရင်အထူးအခွင့်အရေးပေးခြင်းမျိုးကြုံတွေ့ရတတ်ပါတယ်။ အလုံနေရာပြောင်းရွှေ့ခြင်းကောင်းသောနေရာရရှိခြင်းမျိုးကြုံတွေ့ရတတ်ပါတယ်မိမိအိမ်မှာမိမိလက်အောက်ငယ်သားတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်စရာများကြုံတွေ့ရတတ်တယ်ပတ်ဝန်းကျင်အထူးသဖြင့်ကိုယ်အိမ်ရဲ့ခြေရင်းဘက်မှာရှိတဲ့လူတွေနဲ့နည်းနည်းလေးစိတ်ဝမ်းကွဲပြီးခိုက်ရန်ဒေါသဖြစ်တတ်ပါတယ်အထူးကူးဆိုင်လိုက်ပါတိုက်ခန်းဆိုရင်လေဘေးတိုက်ခန်းတွေနဲ့ပတ်သက်ပြီး နည်းနည်းလေးစိတ်ပင်ပန်းတတ်ပါလေ။ဒါကြောင့်လေကျမ်းမာရေးကောင်းပြီးအန္တရာယ်တွေကင်းသွားအောင်ဇာဝိဒာသမီးတွေဟာမိမိနေအိမ်အဖျားမှာပဲလာတာညွန်ကလေးတခက်ဒုမဟုတ်ဆယ်ခက်ကိုဖျားမှာတင်ပြီးလှူထားမယ်ဆိုရင်ဒီတစ်ပတ်အတွင်းကံကောင်းခြင်းတွေရရှိတော့မှာဖြစ်ပါလေ။အညာအခိုက်တွေပြေပြောက်တော့မှာဖြစ်ပါလေရှင်။ တောက်ကြသားသမီးတွေဖို့ဒီတပတ်တွင်းမှာပြိုးရွယ်သူများနေဖြင့်မိမိချစ်သူနဲ့ပျော်ရွှင်စွာအေးချမ်းစွာနေထိုင်ရမယ့်ကာလဖြစ်ပါတယ်လူမျိုးခြားနဲ့ပတ်သက်ပြီးဆက်နွယ်နေတဲ့လုံအောင်ကိစ္စများ အကျိုးပေးအောင်မြင်သောကာလမျိုးဖြစ်တတ်ပါတယ်ဝင်ငွေရလဲကောင်းနေမယ့်ကာလဖြစ်ပါတယ်ရှင်ဆွန့်ဆွန့်ဆာဆာလောက်ကိုင်းဆောင်ရွက်ရတော့လုပ်ငန်းကိစ္စများ၌ အောင်မြင်မှုရရှိတတ်ပါလေ။အလုတ်တစ်တေတီထွင်ရတဲ့လုပ်ငန်းတွေတောက်ကြသားသမီးတွေအတွက်ဒီတစ်ပတ်ထဲမှာထူးထူးချွန်ချွန်အောင်မြင်နိုင်တဲ့ကာလဖြစ်ပါရဲ့။ပညာရေးနဲ့ပတ်သက်ရင်ပညာရေးကံကောင်းနေတယ်လို့ပြောရမှာပါရှင်။ဇွဲလုံးလဝရိယမြတ်ထုတ်ပြီးစ조사အထောက်မယ်ဆိုရင်ယခုတည်းပို့ပြီးအောင်မြင်မှုရရှိသွားမှာဖြစ်ပါရဲ့။ ပြပရဝေးတော်ရန်ကြံရထားသူများဖြစ်လေအစင်းပြေချုံးမွေစွာ ကိုတက်ချင်တဲ့အကြောင်းကိုသွားချင်တဲ့နေရာဌာနကိုတောက်ကြသားသမီးတွေရောက်သွားတတ်ပါရဲ့ရှင်ယခုကာလကအတိတ်ကာလရဲ့ကောင်းကျိုးလေးတွေကိုခံစားရမယ့်ကာလဖြစ်ပါတယ်။ဒါကြောင့်လည်းဒီတပတ်တွင်းမှာကံကောင်းတဲ့ကံကောင်းသောအောင်မိမိနေအိမ်ရဖျားမှာပဲ။ မွေးနေ့လေးတည့်ရက်မှာအလှူလေးတစ်ခုလုပ်ပေးလိုက်ပါ အလှူလုပ်ပြီးတာနဲ့ထီသွားထိုးလိုက်ပါရှင်ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်စနေသားသမီးတွေဖို့ဒီတစ်ပတ်အတွင်းမှာပြိုးရွယ်သူတွေဖို့အချစ်ရင်းနဲ့ပတ်သက်ပြီးဝေဝဲရဝေဝေချမ်းဖို့နည်းနည်းလေး စိတ်အနှောက်အယှက်ဖြစ်စရာကြုံရပါတယ်ရွေးချယ်ဖို့ခက်ခဲနေတဲ့ကာလဖြစ်ပါတယ်ကိုရွေးထားလူတယောက်စလုံးကိုမဖြစ်ရက်သည့်ဖြစ်နေတတ်တာကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဘာပဲလုပ်လို့နှစ်ချိန်နှစ်ခါပြန်လို့ရတတ်ပါတယ်အထူးသဖြင့်ဖခင်ဖြစ်သူရှိခဲ့ရင်တနင်္ဂနွေကျသာပေးနာမည်များပါခဲ့ရင ဟခင်ဖြစ်သူအမြင့်ရနေလက်ကြတ်တတ်ပါလေအထူးသဖြင့်မူပြီးဥကောင်းကိုမူးလို့လဲကြသွားတာမျိုးဥကောင်းကို ထိခိုက်ဒဏ်ရတာမျိုးကြုံရတတ်ပါလေအနည်းငယ်ကြီးဆိုင်တက်ပါလေမိမိလုပ်ငန်းမှာလဲပထမတစ်ချိန်လုပ်တိုင်းအောင်မြင်မှုနည်းနေတတ်ပါလေနောက်တစ်ချိန်လုပ်မှသာပုံမှုပြီး အောင်မြင်မှုရရှိမှာဖြစ်ပါတယ်မိမိပေါ်အထောက်ကူပေးမဲ့သူ အာမခံပေးမဲ့သူတွေကူညီမဲ့သူတွေထောက်ပံ့မဲ့သူတွေဒီတဲ့ဘက်တွင်မှာအများကြီးကြုံတွေ့ရမှာဖြစ်ပါတယ်တကယ်ကိုစိတ်ရင်းနဲ့ကူညီတတ်တဲ့လူတွေဖြစ်ပါတယ်မိတ်ဆွေများရဲ့အလှူတည်မင်္ဂလာတည်တွေကိုလည်းကြားသိရတတ်ပါတယ်။ပညာရေးနေဖြင့်စာကြည့်ရမှုများ ပညာသင်ကြားနေတဲ့ကလေးများဖို့မိမိဤကံကောင်းတဲ့အရက်ဖြစ်တဲ့အရှိအရက်ကိုလှည့်ပြီးတိစအရက်လို့ခေါ်ပါတယ်စာကျက်မဲ့ဆိုရင်စနေသားသမီးအရှိအရက်ကိုလှည့်ပြီးဆိုင်ငန်းဖွင့်မဲ့ဆိုရင်မိမိသာဝအောင်မြင်မဲ့အရက်ဒေတာဖြစ်ပါတယ်ရှင် စာကျက်ရင်လည်းအရက်လက်ကျက်ပါအိမ်ဝင်မဲ့ဆိုလည်းအရှိအရက်ကိုလှည့်ပြီးတော့ဝင်ရင်ကံကောင်းသွားပါလိမ့်မယ် အနည်းငယ်တတိထားရမှာအင်ကိုတက်ကြီးတွေရွယ်ဦးရီလာတဲပါကစေဝါကုတပါကမမျော်လင့်မင်းထိခိုက်တာရရှိခြင်းစေယုံစည်းဝန်ရောက်သွားတဲ့အချိန်ကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်တက်ကြီးရွယ်ဦးရီအိမ်မှာစေဝါလာကုတရင်လုံးဝလက်မခံပါနဲ့ရှင်တင့်တော်တဲ့နေရာကူတာစေကန်းဟိုတာလိုက်လံပို့ဆောင်တက်ပါတယ် ဇနီးသားသမီးတွေထာဝရကံကောင်းစီရန်မိမိအိမ်ရှိမှတောက်ယူစဉ်တွေတခုတဲပါသို့မဟုတ်အိမ်ရှိမှထွက်ထွဲပြီးရေချိုးပေးမယ်ခြေတွေလက်တွေတန့်စင်ပေးမယ်ဆိုရင်နဘိတ်ကအရန်ကံကောင်းပြီးလုံသည့်မြလုပ်ငန်းတွေအောင်မြင်သွားတတ်ပါရဲ့ရှင်ကံကောင်းတဲ့နံပါတ်လေးကတော့9 9 9ဖြစ်ပါတယ် ကံကောင်းတဲ့အယောင်လေးကတော့ခယန်းနှုအယောင်လေးပဲဖြစ်ပါတယ်ရှင်။ကံကောင်းတဲ့ကံကောင်းတည်တဲ့ကံကောင်းအောင်တလေးဆန်ယုံမှာရှိတဲ့သို့မဟုတ်မြောက်ကလေးတွေရှိတဲ့နေရာမှာငပြောသီးလေးတွေကိုတွားရောက်ချေးမယ်ဆိုရင်မြောက်ကလေးတွေပျော်တဲ့အထိကျူလိုက်တာနဲ့ကိုယ်ရင်တည်းကဆာနာတခုပြေဝသွားမှာဖြစ်ပါတယ်။ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်ရှင်။ရှားဟုတ်တာသမီးတွေဖို့ ယခုတက်တက်ယခုရက်တက်တက်ပတ်အတွင်းမှာအချီးနဲ့ပတ်သက်ပြီးချစ်သူဤနှုတ်ဆက်ခြင်းခွဲခွာခြင်းစကားမျိုးပြောဆိုတာမျိုးကြုံတွေ့ရတတ်ပါ रे ခံရတတ်ပါ रे နောက်ပြီးချိန်ပန်းများစွာကြိုးစားထားတဲ့ကိစ္စများဒီတစ်ပတ်အတွင်းမှာနည်းနည်းလေးနှောက်နှီးတော့တတ်ပါ रे ပညာရေးနဲ့ပတ်သက်ရင်တည်င်းကောင်းကြီးကြားတတ်ပါ रे ်တင်နန်းတက်ဖို့ကိစ္စလည်းကိုကအစင်သင်ဖြစ်နေတာဖြစ်ပါလေလုပ်ငန်းဝင်ဝင်ဖို့စူးစမ်းနေတဲ့ကလေးတွေဖို့လည်းအောင်မြင်မှုတွေရရှိနိုင်ပါလေအလုံးနဲ့ပတ်သက်တဲ့တင်နန်းတွေလည်းကောင်းကောင်းတက်ရတာမျိုးကြုံရတတ်ပါလေအထူးသဖြင့်စီဝါထုတ်လုပ်ရောင်းချသောလုပ်ငန်းများစီးဆိုင်ဖွင့်ဖို့ကြံရထားသူများဒီတစ်ပတ်တွင်မှ ဆောင်ရွက်မယ်ဆိုရင် အစစအရာရာအောင်မြင်ပြီးကြီးပွားတိုးတက်နိုင်တဲ့ကာလဖြစ်ပါတယ်။ဇဝေးကိစ္စများနဲ့ပတ်သက်ပြီးခရီးသွားရမှာပြည်တွင်းဆိုရင်တောင်ဘက်ရက်ကနေရှောင်တင့်ပါတယ်။မိသားစုအတွင်းကလေးတွေမှာဗုဒ္ဓသာသမီလေးတယောက်များပါခဲ့ရင်ရာဟုသာသမီး မိဘတွေအနေနဲ့အထူးကူးဆက်မဲ့ကာလဖြစ်ပါတယ်ဗုဒ္ဓသာသမီလေးပါခဲ့ရင်သူ့မုတ်ထူးညမှာဝိအိတ်တဲ့ဘောင်းမီလေးတို့မဟုတ်အစိုးလေးတစ်ထဲကိုနောက်တနေ့မှာဆုတ်ဖြဲပြီးရေမျောပြလိုက်ပါရှင် သာသမီအနေနဲ့ပူပန်ဆရာတွေပြောက်သွားတတ်ပါတယ်အိမ်ထောင်တဲ့ဒီဖို့မိမိအိမ်ထောင်ဘက်ချက် နည်းနည်းလေးစိတ်ကြည်စရာလေးကြုံရတတ်တယ်အလုတ်ကိစ္စနဲ့ပတ်သက်ပြီးကိုကဝင်ရောက်ဖြင်းရှင်းပြရတာမျိုးကြုံတွေ့ရတတ်ပါတယ်ဒါကြောင့်လေဒီကိစ္စတွေပြေပြောက်သွားအောင်ယာဟုသားသမီးတွေပို့ဒီတစ်ပတ်အတွင်းမှာယာဟုထောင်းသွားပြီးရက်အဖြူလေးတွေ၁၂000တောက်တော်ကြီးလေးတက်စိတ်နဲ့စီမီလေးတက်စိတ်လှူဒန်းလိုက်ပြန်ယာဟုဂျုံမင်းနဲ့တကွာ ရာဟုကျိုးဆောင်ရှောက်နေသောယဟနာကြီးဖြစ်တဲ့ရှင်ကဝင်ပတိကိုယေစုပြီးလှူဒန်းပါတယ်ဟုပြောဆိုပြီးလှူဒန်းလိုက်ရင်ရာဟုသမီးတွေအဲ့ဒီသားသမီးတွေအခုချေရဆပြီးကံကောင်းခြင်းတွေပျော်ရွှင်မှုတွေပိုင်ဆိုင်တော့မှဖြစ်ပါတယ်ရှင်2025အခုကလို့ပါနော်နိုဘာ24ရက်ကနေပြီးတော့နိုဘာ30ရက်အတွင်း အဲ့ဒါလည်းဆိုရမလို့2025ခုနှစ်မှစပြီး2026-2029ထိအားလုံးအားလုံးသောမြမပြည်သူပြည်သားများကဘာသူကဘာသားများကကြီးသုံးပါးကလွတ်မြောက်ပြီးကြီးပွားခြင်းချမ်းသာခြင်းချမ်းသာခြင်းများနဲ့ပြည့်စုံပြီးရှေ့မကြည့်နောက်မကြည့်လူနံတန်းနိုင်သော ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်ကြီးဖြစ်ကြပါစေလို့ကျွန်မဒေါက်တာစောယုထွေနဲ့အတူတပည့်အပေါင်းအထူးဖြင့်မာဂျူရီအဖွဲ့သားများမိသားစုများနဲ့စုပေါင်းစုတောင်းမေတ္တာပို့နှုတ်ဆက်လိုက်ပါရဲ့ရှင်အားလုံးပဲကျမ်းမှာချမ်းသာကြပါစေ။